မနက်9:18မိနစ်ကာရီဘီယံပင်လယ်ပြင်ရဲ့အမှောင်တုကမဆဲတဆဲကြံနေချိန်ကောင်းငင်ကဂျယ်ရီကသူတို့ရဲ့နောက်ဆုံးလင်းရောင်ကိုပေးနေတော့ပင်လယ်ပြင်ကတော့ငြိမ်သက်နေကြပါတယ်ဒါပေမဲ့ဒီငြိမ်သက်ခြင်းဟာမုံတိုင်းမတိုင်ခင်ငြိမ်သက်ခြင်းမျိုးပါဆိုတော့ကို American စစ်တပ်မော် USS Gravely ပေါ်ကတင်မော်သားတိုင်းအလိုလိုသိနေကြပါတယ်ရုတ်တရက်ပဲတင်မော်ရဲ့ရှေ့ဘက်က9လက်မအမြောက်ကြီးရဲ့တမ်မလီဖုံးတွေဟာဂျိန်းဆိုတဲ့အတန်နဲ့လှုပ်ပြီးပွင့်ဟသွားပါတယ် စက္ကမိုင်းတွင်မှာပဲတင်မောရဲ့စစ်စင်ရေးဆက်သွယ်ရေးလိုင်းတစ်ခုလုံးမှာဒီအမိန့်အတန်တစ်ခုတည်းပဲ့တင်ထပ်သွားခဲ့ပါတယ်။ Condition 3အဓိကနေရာအလုံးမှာနေရာယူပြီးအသင့်ပြင်ဆိုတာပါ။ Condition 3ဆိုတာအနေရရှိနိုင်တဲ့အခြေအနေဖြစ်ပါတယ်။ဒါပေမဲ့ချက်ချင်းတိုက်ခိုက်မှုတော့မဖြစ်လာသေးပါဘူး။ဒါကြောင့်အသင့်အနေထားမှာပြင်ဆင်ထားရမယ်ဆိုတဲ့အဓိပ္ပာယ်ပါပဲ။ဒါဟာလေ့ကျင့်ရေးမဟုတ်ပါဘူး။တကယ်အခြေအနေမှန်ပါ။ဘာကြောင့်လဲဆိုတော့အနောက်တောင်ဘက်အရက်ကနေရေရင်သုံးစီးဟာ တို့ gravely သင်မောစီကိုအရှင်ပြင်းပြင်းနဲ့တဲ့တဲ့မတ်မတ်ချင်းကပ်လာနေလို့ပါသူတို့ရဲ့မျက်နှာကတိုးလာပြီးဖွဲ့သီးပုံကလည်းပိုပြီးကြစ်လက်လာပါတယ်ဒါဟာမတော်တဆတွေ့ဆုံမှုမဟုတ်ပါဘူးရွေကြက်ရှိရှိချင်းကပ်လာတာပါဆိုတာသိကြနေပါပြီစစ်စင်ရင်စင်တာ CIC တဲကမြင်ဝင်းပေါ်မှာရန်ကုန်တင်ကြွေတာတွေကမိတ်တုံမိတ်တုံနဲ့ပေါ်လာခဲ့ပါတယ်မွန်ရင်းနိုင်ငံလန်ကိုကြည့်လိုက်တော့ဗင်နီဇွဲလာဖြစ်နေပါတယ်ကြီတောင်ဂူတောင်တွေရဲ့တော်ရီပွင့်လက်နက်တွေရဲ့ safety cloud တွေဖြုတ် တင်မောသားလိုင်းရဲ့ကောင်းပေါ်မှာတံမလီအုပ်ထုပ်တွေရောက်နေပြီဖြစ်ပါတယ်။ CIC ထဲမှာရာရှိတွေကပြတ်မှတ်သုံးခုကိုမျက်ခြေမပြတ်ချေရခံနေပါတယ်။အချိန်ကတနားီ32မိုင်နီးပါးဥဒိယာက Gravely C ကိုတဖြည်းဖြည်းနီးကပ်လာနေတာဟုတ်ပါတယ်။ USS Gravely ရဲ့ငါးလက်မမြောက်ကြီးဟာအနောက်တောင်ဘက်ကိုဒီဂရီအနည်းငယ်လောက်ပဲစောင်းပြီးတတိပေးပြတ်ခတ်ခဲ့ပါတယ်။ဗင်ဒီဇလာရစ်တဲ့ဟာပေါ့ပေါ့ပါပါပဲလာနေတာဖြစ်ပါတယ်။သူတို့မှာတင်မောကြီးတွေလိုအချက်ပြမှုမျိုးမရှိပါဘူး။ ရှိတာဆိုလို့အမြန်နှုတ်မဲဖြစ်ပါတယ်။ Gravely ရဲ့ electronic စစ်စင်ရေးစနစ်တွေအသက်ဝင်လာခဲ့ပါပြီ။အာယုံကန်ကရိယာတွေဟာပတ်ဝန်းကျင်တစ်ခုလုံးကိုလျှက်စစ်တန်းလိုင်းတွေနဲ့ဖြန့်ကျက်ပြီးစောင့်ကြည့်နေပါတယ်။ရန်သူစီကထုတ်လုပ်လိုက်တဲ့လှိုင်းတိုင်းကိုမှတ်တမ်းတင်နေတာဖြစ်ပါတယ်။ဘာမှမကြားခင်မှာပဲဒီအချက်လက်တွေအားလုံးဟာရန်သူရဲ့ရည်ရွယ်ချက်ကိုဖော်ထုတ်ဖို့အဖိုးတန်သဲလွန်စာတွေဖြစ်လာပါလိမ့်မယ်။ကုန်းဘက်ပေါ်ကတင်မောသားတွေကမိုးကုတ်စကိုင်းကိုလှမ်းကြည့်လိုက်ကြပါတယ်။ သူတို့မျက်စိနဲ့မြင်နေရတာကတော့ရေပြင်ပေါ်မှာအစင်းချောင်းတွေလိုအမြန်နှုံးနဲ့ပြေးလွှားနေတဲ့အရိပ်တွေပါသူတို့ဒီလိုအခြေအနေမျိုးကိုအရင်ကလည်းကြုံမှုပါတယ်ဒါပေမဲ့ဗင်နီဇွဲလားကဒီလောက်ဒေါ်လာထွက်နေတဲ့အချိန်နိုင်ငံတကာရေပိုင်နဲ့ရဲ့အစွန်းမှာဒီလောက်နီးကပ်တာမျိုးတော့တခါမှမကြုံဘူးပါဘူးဘာလို့လဲဆိုတော့ဒီတစ်ခေါက်ကသူတို့ပေးထားတဲ့အမိန့်ကအသင့်အနေထားစောင့်မှာမဟုတ်ပါဘူး show present တဲ့ဆိုလိုတာကငါတို့ဒီမှာရှိတယ်ဆိုတာကိုသူတို့ပြက်ပြက်သားသားပြလိုက်ဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်ပါတယ် တင်မောရဲ့ပင်မကုန်းဘက်မှာတော့တင်မောသားတွေကသူတို့ရဲ့တာဝန်ကျရာနေရာတွေစီကိုလှိမ့်မြန်စွာဝင်ရောက်နေရယူကြပါတယ်။ငါးလမအမြောက်တပ်သားတွေကကြီးခွဲထဲတဲ့စနစ်ကိုစစ်ဆေးနေပါတယ်။ CIWS လို့ခေါ်တဲ့အမြောက်ဖွဲ့ကရေဒါထိန်းချုပ်အမြောက်စနစ်ရဲ့ hydraulic drive ကိုဖွင့်လိုက်ပါတယ်။ American ရေတပ်ကတင်မောတိုင်းဟာဒီလိုအခြေအနေအတွက်လေ့ကျင့်ထားကြတာပဲဖြစ်ပါတယ်။ဒါကအ мян ချင်းကမှုလေ့ကျင့်ခံမှာ CBA ကို4.6 nautical miles မှာမှတ်ထားပါ။ သူတို့ကိုကြားပြတ်ဟန်တာဖို့လမ်းကြောင်းတွေတွက်ချက်ထားလိုက်ဆိုတာပါပဲ CBA ဆိုတာ closest point approach ပါဆိုလိုတာကဒီအချိန်တိုင်းသာဆက်သွားရင် ရန်သူတင်မောနဲ့ကိုတင်မောကြားအနီးဆုံးရောက်မယ့်အကွာအဝေးပဲဖြစ်ပါတယ်တင်မောကိုထိန်းချုပ်နေတဲ့ဥဆောင်မောင်းသူကတော့တင်မောရဲ့လမ်းကြောင်းကိုမျက်ခြေမပြတ်စောင့်ကြည့်နေပါတယ်နိုင်ငံတကာရေပိုင်နဲ့နယ်နိမိတ်မြင်းနဲ့သုံးပိုင်ပဲဝေးတဲ့နေရာမှာပဲရှိအောင်သူကတတိကြီးစွာထိန်းချုပ်နေတာဖြစ်ပါတယ်နည်းနည်းလေးလမ်းကြောင်းလွှဲသွားတာနဲ့ရန်စတဲ့လုပ်ရဖြစ်အပြောခံရမှာဖြစ်ပါတယ် တကယ်တော့ USS Gravely ဒီနေရာကိုရောက်နေတာမတော်တဆမဟုတ်ပါဘူး။လွန်ခဲ့တဲ့2လလုံးလုံး American စစ်သင်းမောတွေဟာ Operation Sentinel Sock ဆိုတဲ့စစ်စင်ရေးအောက်မှာဒီတောင်ပိုင်း Caribbean ပင်လယ်ပြင်ကိုကင်းလှည့်နေကြတာပါ။ UAE ကကတော့ Venezuela နဲ့ဆက်ဆက်နေတဲ့မူရစ်ဆေးဝါးမှောင်ခိုလမ်းကြောင်းတွေကိုဖြတ်တောက်ဖို့ဖြစ်ပါတယ်။ဒီစာရွက်ပေါ်မှာတော့ဒါဟာပင်လယ်ရေကြောင်းလုံခြုံရေးလို့ဆိုပေမဲ့လက်တွေ့မှာတော့ Washington ကငါတို့မင်းတို့ကိုစောင့်ကြည့်နေတယ်ဆိုတဲ့သတင်းစကားပေးလိုက်တာပဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့၄ရက်ကပဲ American ရေတပ်ရဟတ်ယာဉ်တွေကလက်နက်နဲ့မူရစေဝါတန်တရားရှိတဲ့ speed boat နှစ်စီးကိုချားဖြတ်ဖမ်းဆီးခဲ့ပါတယ်။တစီးကိုတတိပေးတာကိုမနာခံလို့ပြစ်ခတ်နှိမ့်ယူခဲ့ရပါတယ်။ Venezuela ကတော့ဒါကိုကျူးကျော်ရန်စတဲ့လုပ်ရဲလို့ခေါ်ခဲ့ပြီးပင်ဒဂွန်ကတော့ပင်လယ်ပြင်ပေါ်ကဥပဒေစိုးမိုးရေးလို့ပြန်တုံ့ပြန်ခဲ့ပါတယ်။အခုတော့ Venezuela ရေတပ်ကပြန်တွန်းလှန်တုံ့ပြန်နေတာပါ။ကာဝယ်ချင်းနဲ့ရန်စာချင်းကြားကစီကိုသူတို့စမ်းတန်နေတာပဲဖြစ်ပါတယ်။ USS Gravely ဟာ အလတ်ဘတ်လက်စ်ဖြတ်တင်မောတစီဖြစ်ပါတယ်ရေတက်ရဲ့အဆင်မြင့်ဆုံးတိုက်ခိုက်ရေးတင်မောတွေကတစီပါပဲသူမှာ spy 1 dee radar snip ပါပြီးပြစ်မှတ်ပေါင်း100ကျော်ကိုတစ်ချိန်နဲ့ခြေရာခံနိုင်ပါတယ်ဒါ့အပြင် Aegis Combat System ဟာမဟာမိတ်လေယာဉ်တွေနဲ့ဓာတ်ရိုက်ချိတ်ဆက်ထားတာဖြစ်ပါတယ်အဲဒီလိုအင်အားကျင်းမာမှုကပဲဒီလိုတွေးဆမှုတွေကိုအန်ဒီရဲ့ကြီးမားစေတာပါနားလည်မှုလွဲမမှုတစ်ခုလေးကနေစစ်ပွဲကချက်ချင်းထဖြစ်သွားနိုင်ပါတယ်ဗီနီဇဲလာကင်းလှည့်ဆက်လီတွေက ကွာကောကောတူကလက်စ်အမျိုးအစားဖြစ်ဖို့များပါတယ်။သူတို့ကမြန်နေလက်နဲ့အပေါ်သားပဲတက်ဆင်ထားပါတယ်။သူတို့ကိုတိုက်ပွဲတစ်ခုကိုအနိုင်တိုက်ဖို့ဒီဇိုင်းထုတ်ထားတာမဟုတ်ပါဘူး။တိုက်ပွဲတစ်ခုကိုဖြစ်လာအောင်ဖန်တီးဖို့ဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်။ US Southern Command မှာတော့ဒီလိုတွေးဆမှုကိုနောက်နာမည်တစ်ခုနဲ့ခေါ်ကြပါတယ်။ Control Friction ထိန်းချုပ်ထားတဲ့ပုတ်တိုင်မှုတဲ့။နိုင်ငံရေးရထိန်းထားလို့ရတဲ့ပုတ်တိုင်မှုမျိုးပါ။ဒါပေမဲ့တစ်ချက်ကလေးနဲ့နိုင်ငံရေးမပါတော့တဲ့အခြေအနေကိုရောက်သွားနိုင်ပါတယ်။ Grave League ပေါ်ကသင်္ဘောသားတွေအတွက်တော့အဲ့ဒီနိုင်ငံရေးတွေကအရေးမကြီးပါဘူးနိုင်ငံရေးကမိုင်ပေါင်းထောင်ချီဝေးမှာရှိနေပြီးတကယ်ချိန်ချောင်မှုကတော့ဆယ်မိုင်တောင်မဝေးတဲ့နေရာမှာရှိနေတာပဲဖြစ်ပါတယ်သင်္ဘောပေါ်ကအရေးကြီးတဲ့စနစ်မှန်သမျှအခုအသက်ဝင်နေပါပြီရှေ့ကုန်းဘက်ပေါ်ကငါးလက်မအမြောက်ကြီးဟာအသင့်အနေထားနဲ့တုံခါနေပါတယ်သူ့ရဲ့အမြောက်ပြောင်းကနောက်တောင်ဘက်ကိုတဲ့တဲ့ချိန်ထားတာဖြစ်ပါတယ်ဒီလက်နက်ကပေါင်80အလေးချိန်ရှိတဲ့ကြီးစံတွေကို73မိုင်အထိပြက်ခတ်နိုင်ပါတယ် တကယ်လို့လိုအပ်လာရင်လှုပ်ရှားနေတဲ့ speedboat တစည်းကိုတောင်တိတိကျကျထိမှန်အောင်ပြင်နိုင်တာပါပဲအနောက်ဘက်မှာတော့ CIWS လို့ခေါ်တဲ့အနီးကအမြောက်စနစ်ဟာအသင့်အနေထားနဲ့လဲပတ်နေပါပြီသူက10မိနစ်ကိုကြီအချက်4000ငါးနှုတ်နဲ့ပြတ်ခတ်နိုင်ပါတယ်ဒါဟာတင်းမော့ရဲ့နောက်ဆုံးခံစလိုင်းဖြစ်ပါတယ်အနာကိုကတ်လာတဲ့ဒုံးကြီးတွေကိုတော့တတ်ထုံမုံတွေဖြစ်သွားအောင်ခြေမုံးမှုဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်။ CIC ထဲမှာတော့ Aegis System ကအချက်လက်တွေအားလုံးကိုပေါင်းစပ်ပြီး Digital မြေပုံတစ်ခုအဖြစ်ဖန်တီးပေးနေပါတယ်။ တင်မောသားတိုင်းဟာပြစ်မှတ်ရဲ့ဥတီယာအကွာဝေးလာရနဲ့အမြန်နှုံးတူညီတဲ့အချက်လက်တွေကိုမြင်နေရပါတယ်။တင်မောရဲ့ SK SLQ 32စနစ်ကတော့ရန်သူရေဒါလိုင်းတွေကိုတိတ်တဆိတ်နားထောင်နေပါတယ်။ပြစ်မှတ်ကိုချိန်ရတဲ့ targeting system ရဲ့ထူးခြားတဲ့လိုင်းတုံခါမှုကိုရှာဖွေနေတာပါ။အခုတည်းရောဘာမှမတွေ့သေးပါဘူး။ပြီးတော့ကောင်းငင်မော်ကမျက်လုံးတစ်စုံရှိပါသေးတယ်။အဲ့ဒါကတော့ MH60R Seahawk ရဟတ်ယာဉ်ပါ။ရေတက်ရဲ့ဗတ်ဆောင်သုံးရဟတ်ယာဉ်ပါ။ တင်မောသားတွေကသူ့ကိုရိုမီယိုလို့ခေါ်ကြပါတယ်။သူကရင်ငုတ်တင်မောတွေကိုခြေရာခံနိုင်ပါတယ်။ရေပေါ်တင်မောတွေကိုစောင့်ကြည့်နိုင်ပါတယ်။တင်မောရဲ့ကောင်းကင်ဘော်ကအဆောင်ရှောင်းနဲ့ရှေ့ပြေးတတိပေးစနစ်လည်းဖြစ်ပါတယ်။လေရင်ကုန်းဘက်ဖွဲ့ကိုရဟတ်ရင်ပြန်တက်ဖို့ပြင်ဆင်ဆိုတဲ့အမိန့်ရောက်လာပါတယ်။ရဟတ်ရဲ့တလက်တွေဖြန့်ကားလာတယ်။ခြိထားတဲ့တန်ကြိုးတွေဖြုတ်လိုက်ကြပါပြီ။လှုပ်ရှားမှုတိုင်းဟာတည်ငြိမ်ပါတယ်။လေ့ကျင့်ထားပြီးသားပါ။ဒါပေမဲ့မှားလို့မရပါဘူး။ တင်မော်တစည်းလုံးဟာအသင့်အနေထားရောက်ဖို့အမိန့်တစ်ခုပဲလိုတော့တယ်ဆိုတာကိုလူတိုင်းသိနေကြပါတယ်။မနက်9:19မိနစ်မှာစီဟော့ရဟတ်ယင်ဟာကုန်းဘတ်ပေါ်ကနေထိုးတက်သွားခဲ့ပါတယ်။သူတို့ရဲ့တောင်ဝင်ကစောင့်ကြည့်ုံတက်တက်ပဲဖြစ်ပြီးလက်နက်မတုံးရသေးပါဘူး။ရဟတ်ယင်ကတောင်ဘက်ကိုပြန်တန်းသွားရင်သူ့ရဲ့ FLIR ကင်မရာကဗင်နီဇွဲလားကင်းလှည့်ဆက်လီတုံးတီကိုလော့ချပြီးအမိအရာဖမ်းယူလိုက်ပါတယ်။သေးငယ်တယ်၊မြန်တယ်ပြီးတော့ V ပုံစံဖွဲ့စည်းပုံနဲ့ပြေးလွှားနေတာကိုမြင်ရပါတယ်။ အမြင့်ကနေဆိုတော့ရဟယင်ဖွဲ့ကအသေးစိတ်ကိုမြင်နေရပါတယ်နိုင်ငံတော်အလံအာယုံကံကရိယာအင်တာနာတိုင်းကုန်းဘက်ပေါ်ကလူတအူးချင်းစီကိုတော့မြင်နေရတာဖြစ်ပါတယ်ဦးဆောင်လာတဲ့ဆက်လျက်တာဝါတိုင်းနောက်မှာစလင်ဒါပုံရှေ့မျိုးမျိုးအရာတခုပါပါတယ်ကုန်းဘက်ပေါ်မှာတော့အမြောက်တွေမမြင်ရပါဘူးဒါပေမဲ့ဒါကသူတို့လက်နက်မပါဘူးလို့ဆိုလိုတာမဟုတ်ပါဘူးစီဟော့ရဲ့ MX20 ကင်မရာကအပူလှိုင်းဖမ်းပုံရိပ်စနစ် Thermal Imaging ကိုပြောင်းလဲလိုက်ပါတယ် ရဟန်းအိမ်ထဲမှာစန်စာအော်ပရေတာကတောက်ပနေတဲ့လူပုံရိပ်တွေကိုခြေရာခံနေပါတယ်။အားလုံးက gravely ကိုစိုက်ကြည့်နေကြတာကိုမြင်ရပါတယ်။အောက်မှာတော့ gravely ကသူ့လမ်းကြောင်းတိုင်းဆက်လက်ရွေ့ရှားနေပါတယ်။သူ့ရဲ့ spy 1 radar ကအခုဆိုရင်အဲ့ဒီဆက်လက်တွေကိုအလွန်တိကျသွားခြေရာခံနေပါပြီ။ဒါပေမဲ့သင်္ဘောသားတွေက radar ကို lock on မလုပ်ပါဘူး။အဲ့ဒီလိုလှုပ်လိုက်ရင်ရန်စခြင်းအဆင့်ကိုရောက်သွားပါလိမ့်မယ်။အခုလုံနေတာကတော့ကိုယ့်ရဲ့အသင့်အနေထားကိုပြသခြင်းပဲဖြစ်ပါတယ်။ ရိုမီယိုရဟတ်ရင်ကသူတို့လေပတ်မှာဝဲပြန်နေတာကအမေရိကန်ရစ်တပ်ရဲ့မျက်လုံးတွေကနေရာတိုင်းမှာရှိတယ်ဆိုတဲ့အတန်တိတ်သတိပေးကြပါပဲမနက်9:22မိနစ်မှာတော့အကွာအဝေးက9မိုင်အထိနှီးကပ်လာခဲ့ပါပြီဒါဟာဗင်နီဇွဲလားသင်္ဘောသားတွေက gravely ရဲ့သင်္ဘောနံပါတ်ကိုရှင်းရှင်းလင်းလင်းမြင်နိုင်တဲ့အကွာအဝေးပါပဲ gravely ဘော်ကသင်္ဘောသားတိုင်းကလည်းကြောယိုးတွေကနေစိတ်တက်လာတဲ့တင်းမာမှုကိုခံစားနေရတဲ့အကွာအဝေးဖြစ်ပါတယ် bridge ကုန်းဘက်ကနေပထမဆုံးအကြိမ်ဆက်သွယ်လိုက်ပါပြီ ဗင်နီဇွဲလားရေတပ်ရင်းများအီတင်မော်ဒီနိုင်ငံတကာရေပိုင်နက်တွင်စစ်စင်ရေးဆောင်ရွက်နေသောအမေရိကန်ပြည်ထောင်စုစစ်တင်မော်တစ်စီးဖြစ်ပါသည်။တင်းတို့သည်အချိန်ပြင်းစွာဖြစ်ချင်းကပ်လာနေသည်။လမ်းကြောင်းချက်ချင်းပြောင်းပါလို့တတိပေးလာပါတယ်။ဒီသတင်းစကားကိုအင်္ဂလိပ်လိုတစ်ခေါက်စပိန်လိုတစ်ခေါက်ထုတ်လွှင့်ခဲ့ပါတယ်။စက္ကန့်အနေငယ်ကြာသွားပါတယ်။ပြီးတော့မှ CIC ကအရာရှိကသတင်းပို့ပါတယ်။တင်းမော်ကအချိန်4.8မိုင်အထိနီးကပ်လာပြီးသတင်းပို့ပါတယ်။ကပတိန်ကတော့ ကောင်းမတ်ပေါ်ကစနစ်တွေအားလုံးကိုသူတို့မြင်နိုင်အောင်ချိန်ထားလိုက် targeting radar တွေတော့မဖွင့်နဲ့လို့ပြန်အမိန့်ပေးပါတယ်ကောင်းမတ်ပေါ်ကငါးလက်မမြောက်ကြီးကလည်း Venezuela အသင်းပေါ်မောင်းသူရဲ့ shootdown ကနေရှင်းရှင်းလင်းလင်းမြင်ရတဲ့နေရာမှာငြိမ်သက်စွာချိန်ရွယ်ထားလိုက်ပါတယ်နောက်ဆုံးမှာတော့ဆက်သွယ်ရေးဆက်ကနေအတန်တန်ထွက်လာခဲ့ပါတယ်ဒီက Venezuela ရေတပ်ကင်းလှည့်ရေးရင်မှာတင်တို့ကျွန်ုပ်တို့ရဲ့ရေပိုင်တဲ့နေမှာစစ်စင်ရေးလုပ်နေပါတယ်တင်တို့ရဲ့တာဝန်ကိုဖော်ပြပါဆိုတာပါပဲအမေရိကန်ရေတပ်ကလည်း ဗင်နီဇွဲလားရေတက်ရေးများဒီဟာ USS Gravely ပါကျွန်တော်တို့ဟာနိုင်ငံတကာရေပိုင်နက်တွင်မှတရဝင်းစစ်စင်ရေးဆောင်ရွက်နေပါတယ်ဘေးကင်းတဲ့အကွာအဝေးကိုထိမ့်သိမ်းပါဆိုပြီးပြန်လည်တုံ့ပြန်လာပါတယ်အဲဒီခါကျမှရန်သူဆက်လူတွေကသူတို့ရဲ့အရှိန်ကိုရေမိုင်28မိုင်ကနေမိုင်20အထိနည်းနည်းလေးရှော့ချလိုက်ပါတယ်ဒါပေမဲ့သူတို့ရဲ့ဖွဲ့စည်းပုံကိုတော့မဖြတ်ဘဲ Gravely ရဲ့ညာဘက်ဘေးမှာ3.6 nautical miles အကွာကနေလိုက်ပါနေခဲ့ပါတယ် ဒါဟာအကွက်ကြကြနဲ့တမင်တကာလှုပ်ဆောင်နေတဲ့အန်ဒီရဲ့များတဲ့အကတခုပါပဲ။တင်မောဘော်ကတင်မောသားတိုင်းမပြောဘဲသိနေတဲ့စီမင်းတခုရှိပါတယ်။စစ်ပွဲတခုကိုစတင်ဖို့ကအဲ့ဒီစစ်ပွဲကိုဘာကြောင့်ဖြစ်ရသလဲဆိုတာရှင်းပြရတာထပ်ပိုးလွယ်တယ်ဆိုတာပါပဲ။ဒါကြောင့်မို့ Rules of Engagement ROE လို့ခေါ်တဲ့တိုက်ခိုက်ရေးစီမင်းတွေကိုတပ်မှုတိုင်းရဲ့စိတ်ထဲမှာကြောက်စာလိုထွင်းထူထားတာဖြစ်ပါတယ်။ အမေရိကန်ရတဲ့ရဲ့မူဝါဒရာတင်မော်တစည်းဟာလက်ဆုပ်လက်ကင်ပြနိုင်တဲ့ရန်လူတဲ့လုပ်ရဒါမှမဟုတ်ရှင်းလင်းတဲ့ရန်လူတဲ့ရည်ရွယ်ချက်နဲ့ရင်ဆိုင်ရမှာသာအင်အားသုံးခွင့်ရှိပါတယ်။အရှိန်ပြင်းပြင်းချင်းကပ်လာတာတခုတည်းကအဲ့ဒီထဲမှာမပါဝင်ပါဘူး။ရေဒါနဲ့လော့ချလာတာမှလက်နက်စနစ်နဲ့တွဲဖက်မလာရင် အင်အားသုံးခွင့်မရှိနိုင်ပါဘူး။ဒါကြောင့် Gravely ဟာတည်ငြိမ်စွာပဲစောင့်ကြည့်နေခဲ့ပါတယ်။သူတို့ရဲ့ရေဒါတွေကခြေရာခံတယ်၊ကင်မရာတွေကမှတ်တမ်းတင်တယ်။ဒါပေမဲ့သူ့ရဲ့ဒုံးကျည်တိုက်တွေကတော့ပိတ်ထားသေးပါပဲ။ ဒီခိုက်တန့်ကိုပို့ပြီးရှုပ်ထွေးစေတာကပထဝီဝင်အနေထားပါဖြတ်သိမ်းမော့ဟာဗင်နီဇွဲလာကမ်းခြေနဲ့၁၄မိုင်ကွာမှာစစ်စင်ရေးလုပ်နေတာပါနိုင်ငံတကာရေးပိုင်နဲ့ဆိုတာမှန်ပေမဲ့နိုင်ငံရေးပြိပခါပြဇက်ကဖို့အတွက်တော့လုံလောက်တဲ့အကွာအဝေးဖြစ်နေပါတယ်ဗင်နီဇွဲလာကသူ့ရဲ့ Bolivarian Security Zone လို့ဆိုရဲမူဝါဒရာပုံမူကျပြတ်နဲ့ရေးပိုင်တဲ့ကိုသူတို့ပိုင်တယ်လို့တစ်ဖက်သက်ကြေညာထားတာပါအမေရိကန်ကတော့အရာကိုဘယ်တော့မှအတိအမှန်မပြုခဲ့ပါဘူး ။ဒါကြောင့်ဒီလိုအရေးပြလိုက်ချောက်တဲ့ကိစ္စတွေကမကြာခဏဖြစ်နေတာပါ။နှစ်ဖက်စလုံးကသူတို့ရဲ့ခွင့်ရေးရလှုပ်ဆောင်နေကြတယ်။နှစ်ဖက်စလုံးကဒါဟာအတိတ်ပဲဖွင့်ဆိုချက်ပေါ်မှာပဲမူတည်တယ်ဆိုတာကိုသိနေကြတာဖြစ်ပါတယ်။မနက်9:34မိနစ်မှာတော့ Venezuela ကင်းလှည့်ဆက်လီတွေက အရှိတ်ကိုဖြည်းဖြည်းချင်းလှည့်ထွက်သွားခဲ့ကြပါတယ်။ရေဒီယိုကနေနှုတ်ဆက်စကားမပြောပါဘူး။အတိမတ်ပြူစကားလည်းမဆိုပါဘူး။တိတ်ဆိတ်စွာနဲ့ပဲစုတ်ခွာသွားပါတယ်။ USS Gravely ကတော့သူတို့ရဲ့လမ်းကြောင်းနဲ့ အရှိန်ကိုမပြောင်းလဲပဲဆက်လက်ခုံမောင်းနေခဲ့ပါတယ်။ဒီတွဲဆောင်မှုရဲ့စက္ကန့်တိုင်းကို အသေးစိတ်မှတ်တမ်းတင်ထားပါတယ်။ရေဒါခြေရာခံမှုတွေဆက်သွယ်ရေးကြိုးပမ်းမှုတွေအင်ဂျင်ပါဝါအဆင့်တွေအမြောက်ပြောင်းရဲ့အပူချိန်အထိအရာအလုံးကိုမှတ်တမ်းတင်ပြီးမုံမလင်းငင်မှာပဲ US Southern Command ကိုအစီရင်ခံစာတင်ရပါလိမ့်မယ်။စီဟော့ရဲ့ဟဲ့ရင်ကအပေါ်မှာခဏဝဲနေပါသေးတယ်။နောက်ဆုံးတစ်ပတ်ပတ်ပြီးမှကုန်းမတ်ပေါ်ကိုပြန်ဆင်းလာပါတယ်။သူရဲ့အာယုံခံကရိယာတွေက Venezuela ဆက်လက်ရေးဖွဲ့စည်းပုံပြန်ဖွဲ့ပြီး ကန်ယူရန်ရဲ့အပြိုင်အရှိန်လျှော့ပြီးခုံပေါင်းသွားတာကိုအမိအယာမှတ်တမ်းတင်လိုက်ပါတယ်။ဝါရှင်တန်မှာတော့တုံးသက်သူတွေကဒီတွေ့ဆုံမှုကိုတကွက်ချင်းစီပြန်လဲခွဲခြမ်းစိတ်ဖြာကြပါလိမ့်မယ်။ဒါဟာတုံ့ပြန်နိုင်စွမ်းကိုစမ်းသပ်တာလားနိုင်ငံရေးအရာချက်ပြတာလားဒါမှမဟုတ်ဗင်နီဇွဲလားကိုအရှက်ရသေးခဲ့တဲ့အမေရိကန်ရဲ့မှောင်ခိုနှိမ်နှင်းရေးစစ်စင်ရေးပြီးမှဒေါသတကြီးအင်အားပြတာလားစသဖြင့်တုံးသက်နေပါတယ်။ Gravely Ball ကသင်္ဘောသားတွေအတွက်တော့အဲ့ဒါတွေကအရေးမကြီးပါဘူး။ သူတို့ကသူတို့ရဲ့တာဝန်ကိုကြေပွန်အောင်ထမ်းဆောင်ခဲ့ပါတယ်။စီးမြင့်တွေကိုလိုက်နာခဲ့ပါတယ်။ပြီးတော့တင်းမာမှုတစ်ခုကိုပြစ်ခတ်မှုအဖြစ်မပြောင်းလဲအောင်တားဆီးနိုင်ခဲ့ပါတယ်။ဒါပေမဲ့ Caribbean ပင်လယ်ပြင်ကတတ်မှုတိုင်းကတော့ဒါဘာလဲဆိုတာကိုအမှန်တကယ်သိပါတယ်။ဒါဟာတိုက်ခိုက်မှုနဲ့မဟုတ်ပဲလှုပ်ရှားမှုနဲ့လှုပ်ထားတဲ့တတိပေးပြစ်ခတ်မှုတစ်ခုပါ။နောက်တစ်ခါအဲဒီဆက်လေတွေ radar ပေါ်မှာပေါ်လာတဲ့အခါသူတို့ဒီလောက်လွယ်လွယ်ကူကူနဲ့လှည့်ပြန်ခြင်းမှပြန်သွားလိမ့်မယ်ဆိုတာကိုသတိပြုရပါမယ်။ဒါဟာတိုက်ခိုက်မှုမဟုတ်ခဲ့ပါဘူး။ မတော်တဆမှုလည်းမဟုတ်ခဲ့ပါဘူး။ဒါဟာရှင်လင်းမီတမင်တကာလှုပ်ဆောင်တဲ့လစ်လျူရှိလို့မရတဲ့သတင်းစကားတစ်ခုပါ။ဗင်နီဇယ်လာကင်းလှည့်ဆက်လီတွေဟာအမေရိကန်ဖြတ်သိမ်းမော့ရဲ့လမ်းကြောင်းတွေကိုမတော်တဆမျောပါလာတာမျိုးဘယ်တော့မှမဖြစ်နိုင်ပါဘူး။ဒီပင်လယ်ပြင်ပေါ်ကလှုပ်ရှားမှုတိုင်းမှာအထိပ္ပယ်ကိုစီရှိပါလေ။တုံ့ပြန်မှုတိုင်းဒါမှမဟုတ်တုံ့ပြန်မှုမရှိခြင်းတိုင်းကကာရီဘီယံရဲ့အင်အားချိန်ဝင်ရှာကိုအသစ်ပြန်လဲရေးဆွဲနေတာပဲဖြစ်ပါတယ်။နောက်တစ်ခါတယောက်ယောက်ကနည်းနည်းလေးပိုကတ်လာနိုင်ပါတယ်။ တယောက်ယောက်ကအရင်မြတ်တောင်ခတ်သွားနိုင်ပါလေဒါမှမဟုတ်ဒီတိတ်ဆိတ်ငိမ့်သက်တဲ့စစ်တူရင်ကစားပွဲဟာနောက်ဆုံးမှာတော့ပိုပြီးပြင်းထန်တဲ့စင်မီတစ်ခုအဖြစ်ပြောင်းလဲသွားနိုင်ပါလေဆိုတော့မေးစရာရှိတာကအဲ့ဒီမနက်ခင်းမှာတင်သား USS Gravely ရဲ့ကပတိန်ဖြစ်ခဲ့မယ်ဆိုရင်တင်ရောပဲလက်နက်မသုံးပဲထိန်းထားမှာလားဒါမှမဟုတ်အင်အားသုံးပြီးပြက်ပြက်သားသားတုံ့ပြန်လိုက်မလားသင်ရဲ့ဖြေကို comment မှာရေးခဲ့ပေးပါဦးနောက်ဗီဒီယိုမှာပြန်ဆောင်ကြပါမယ်ခင်ဗျာ